လူတွေမြောင်များစွာတတ်လာတဲ့ကဘာကျော်လူသတ္တမကြီးအင်္ဂုလိမာလနော်အင်္ဂုလိမာလဟာသမန်အားဖြင့်ငရဲကလွတ်เสียအကြောင်းမရှိတော့နော်ငရဲကလွတ်เสียအကြောင်းမရှိသူလှုပ်ထားတဲ့အကုသိုလ်တွေကအကျိုးပေးဖို့အချိန်မကျသေးလို့သာသူ့ရဲ့တဏ္ဍာမှာအင်ဖြစ်အားဖြင့်နဲ့စွန့်ရည်တတ္တိတွေရှိနေကြတယ် ဆင်းသင့်ဖြစ်နေပြီအင်အားအပြည့်အဝနဲ့ရှိနေကြဒီဘဝရဲ့အသေးကိုစောင့်နေတာဒီဘဝသေးတာနဲ့တပြိုင်နက်အပင်ငယ်ရဲကိုကြာစေမှာပဲဒီအကုသိုလ်တွေကနော်သို့တော်ကံကောင်းရင်တော့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စမြတ်စွာဘုရားရဲ့အဆုံးအမကိုရလိုက်လို့သူ့ရဲ့ဉာဏ်စွမ်းဉာဏ်စနဲ့ကိုချင်းသီလတွေလူစိုးဘဝကနေပြီးလူကောင်းအဖြစ်ကိုချင်းသီလတွေကိုခံယူဆောက်တည်ပြီးတဲ့နောက် ပါဏတိပါဏအမှုကိုလုံးဝရှောင်လင်းရှောင်ကျင်လိုက်ပြီးတော့အစွမ်းထက်တဲ့ခုနကမဂ်ကရှစ်ပါအကျင့်တရားကိုကျင့်လိုက်တာအစွမ်းထက်တဲ့ရတ္တမက်လို့ဆိုတဲ့ကုသိုလ်မက်ဆိုတာမဂ်ကရှစ်ပါကိုဖွဲ့စည်းထားတာမဂ်ကရှစ်ပါနဲ့ဖွဲ့စည်းထားတာမဂ်ကရှစ်ပါအစုဝေးကိုမက်လို့ခေါ်တာအဲ့ဒီမက်စွမ်းအားဟာနံပါတ်၄ဖြစ်တဲ့ရတ္တမက် ရတ္တမဆိုသည်မှာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါစာတမ္မာကမ္မန္တတမ္မာအာဇီဝတမ္မာဝါယမတမ္မာတတိတမ္မာသမာဓိတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်သီလရဲ့တမ္မာရိရဲ့ပညာအစွမ်းထက်တဲ့သီလအစွမ်းထက်တဲ့တမ္မာရိအစွမ်းထက်တဲ့ပညာအထက်မြတ်ဆုံးပညာကိုရလိုက်တာ ਨੇ တပြိုင်တည်းသူလုပ်ထားတဲ့အကုသိုလ်တွေကအကုန်လုံး အရှုံးပေးသွားဘယ်လိုကြောင့်အရှုံးပေးရတာတုံးဆိုသူတို့ရဲ့အဖို့သည်ဟဲဖြစ်တဲ့ခိလိတာတွေကိုရတ္တမက်ကဖယ်ရှားပြစ်လိုက်တဲ့အတွက်ကြောင့်ကံဒီဟာအကျိုးပေးခြင်းတော့လဲပေးလို့မရတော့ဘူးဒီလိုဆိုလိုတာနော်အဲ့ဒါကိုမြတ်စွာဘုရားကဘယ်လိုဟောလိုက်တုံးဆိုယတ္တပပံကတံကမ္မံကုသလေနပိဋ္ဌိယတိ ူလှုပ်ထားတဲ့မကောင်းမှုတွေအလုံးကိုကုသိုလ်နဲ့ဆုတ်ပိတ်တားဆီးပြစ်လိုက်တယ်လို့ပယ်ဖြတ်ပြစ်လိုက်ပြီလို့အစွမ်းတတိထက်တဲ့ကုသိုလ်တရားနဲ့ပယ်ဖြတ်လိုက်တယ်လို့ပြောဘယ်ကုသိုလ်လဲလို့ဆိုရင်ခုနကမဂ္ဂင်၈ပါးနဲ့စုစည်းထားတဲ့အရတမေဆိုတဲ့ကုသိုလ်အဲ့ဒီကုသိုလ်ရဲ့စွမ်းအားနဲ့အကုသိုလ်မှန်သမျှဟာဖြတ်စည်းခြင်းခံလဲရတော့ဒီအကုသိုလ်ကံတွေက ဘဝတန်တရားမှာလိုက်ပေးဖို့အခွင့်ရေးတော့မရသို့တော့လုံးဝအကျိုးမပေးတာလားဆိုတော့မဟုတ်ဘူးသူလုပ်ခဲ့တဲ့အကုသိုလ်ကံတွေကြောင့်ရှင်အင်္ဂုလိမာလဟောဝါခဲနဲ့ပေါင်းလိုက်သူခေါင်းလာကြနော်သူပေါက်တာမဟုတ်လေသူခေါင်းပေါ်လာရောက်ဒီလိုငဲ့ဖြည့်ဖြည့်တစုံတရာဟိုဖြည့်ဖြည့်ခဲနဲ့ထူလိုက်တဲ့အခါရှင်အင်္ဂုလိမာလခေါင်းလာထိတယ်ကံဆိုတာလေကိုယ်လုံတာမဟုတ်ပေမဲ့လို့လာထိတယ် အေးသူ့ကိုမုံတီးတဲ့ပုံကိုယ်တွေကလည်းခဲနဲ့ထူးကြဆွမ်းငံသွားတယ်ဆိုရင်တပိတ်ကွဲသင်္ကန်းတွေဆုတ်ပြဲလို့ဆုံးမရတဲ့ရက်တွေများကြီးအဲ့လိုဒုက္ခတွေတော့သူခံရတယ်သို့တော့နောက်ဘဝကိုဆက်ဆက်ပေးနိုင်မဲ့တဏ္ဍာဆိုတဲ့ကိလေသာတဏ္ဍာဥဆောင်တဲ့ကိလေသာတွေသူ့မှာမရှိတော့ဘူးဆိုတဲ့အခါကျတော့ အပင်ပေါက်เสียမြေတဲ့ရေတွေမရှိတော့သည့်အတွက်ကြောင့်လောက်လာတဲ့အကုသိုလ်မျိုးစေ့တွေဟာဒီတိုင်းပဲခန်းချောက်သွားတယ်ဒီအိဋ္ဌိပဲကိုပြောတာနော်ဒီအိဋ္ဌိပဲကိုပြောတာအဲ့တော့တားဆီးနိုင်တယ်အကုသိုလ်ကပထမကောင်းတယ်ကံကံရဲ့သဘောတွေကိုမြတ်စွာဘုရားသခင်ကိုရမြတ်တာအကုန်သိနိုင်ကံကံရဲ့အကျိုးတရားတွေကိုဘုရားကသာသိနိုင်လို့ဉာဏ်နဲ့ပုဂ္ဂိုလ်တွေသွားပြီးတော့ဟုတ် ကိုညံမမိတာတွေကိုသွားပြီးတော့မစင်စားလေနဲ့မစင်စားနဲ့ဆိုတာစင်စားလို့ရသလောက်ကိုမစင်စားနဲ့လို့ပြောတာမဟုတ်ဘူးအကုံလုံးကိုလိုက်ပြီးတော့ကိုညံမမိပဲနဲ့စင်စားလိုက်လို့ရှင်ယူသွားနိုင်တယ်လို့သူတို့ပြောတယ်အဲ့ဒါကိုအစိန်တရား၄ပါးတမန်အသိဉာဏ်နဲ့သိနိုင်စွာမရှိလို့မကြံစီနဲ့တဲ့ကမ္မဝိပါကောအစိန်တရား ကံရဲ့အကျိုးတရားဟာအမတမ်းမှဆန်းပြလို့ရသော်ဘုရားသာသိနိုင်တာဖြစ်သောကြောင့်အဲ့ဒါကိုမိမိဉာဏ်မမီပဲနဲ့သွားပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ယူသွတ်သွားနိုင်တယ်လို့သူတို့ဆိုတယ်ရသော်ဘုရားဒါကတော့လူတိုင်းလူတိုင်းဟာဉာဏ်ရည်ဉာဏ်သွေးဆိုတာအတိုင်းအတာတစ်ခုပဲရှိတယ်လေမျက်စိကမြင်တာတောင်မှပဲကိုယ်အတိုင်းအတာရှိသလောက်ပဲကိုမြင်ကြတာလေ အဲ့ဒါလို့အတိညာဆိုတာလေလူတိုင်းလူတိုင်းမှာအတိုင်းတာအကန့်အသတ်ရှိကိုယ်အတိညာနဲ့မမီတဲ့အရာကိုဖလန့်မယ်ဆိုလို့ရှိရင်ပင်ပန်းယုံမဲရှိမယ်လို့ဒီလိုအဓိပ္ပာယ်မျိုးပြောတာအဲ့ဒါကိုဆွလို့တာအဲ့တော့ဘုရားဘာသာဝင်သူတော်စင်တွေယုံကြည်ကြတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုကံကံဤကျိုးလို့ဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိ ဘယ်သူမပြုတ်မိမိမှုကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်ဆိုတဲ့ကံကံဤကျိုးလက်ခံယုံကြည်မှုဆိုတဲ့တမ္မာဒိဋ္ဌိဟာဘုရားဘာသာဝင် ဖြစ်ဖို့အတွက်အခြေခံအရေးကြီးဆုံးအမြင်တစ်ခုပဲဖြစ်တယ်။အဲ့ဒါမှမရှိရင်တခြားဘာသာဝင်တယောက်ဟာလည်းဘုရားဘာသာဖြစ်ဖို့မရဘူးမဖြစ်နိုင်ဘူး။ကံကံဤကျိုးကိုယုံကြည်ခြင်းလို့ဆိုတာအဓိကအကြဆုံးပဲလို့သူတို့ဆိုတယ် အဲ့တော့ကံကံရဲ့အကျိုးကိုယုံကြည်သူနဲ့မယုံကြည်သူဘာခွာလဲစဉ်းစားကြည့်ကံကံရဲ့အကျိုးကိုယုံကြည်သူကဘယ်လိုတွေးမလဲသူတွေးမလဲအေးမကောင်းတာလုပ်ရင်မကောင်းကျိုးခံရမယ်ကောင်းတာလုပ်ရင်ကောင်းကျိုးဆံရမယ်ဒါသူ့အတွေ့ကံကံရဲ့အကျိုးကိုမယုံကြည်တဲ့ပုံကိုကြတော့ဘယ်လိုတွေးတော့အေးကံဆိုတာမရှိပါဘူးကိုလုံးချင်တာလုပ်ပဲဒါဖြင့်လုံးချင်တာလုပ်ပဲ ကောင်းတာလို့လည်းကောင်းကျိုးရတာမဟုတ်ဘူးဆိုးတာလို့လည်းဆိုးကျိုးဖြစ်တာမဟုတ်ဘူးကံကံရဲ့အကျိုးကိုမယုံကြည်ဘူးဆိုတဲ့ငင်းပယ်တဲ့ပုဂ္ဂိုလ်ဟာသူလှုပ်ချင်တာလှုပ်မယ်သူလှုပ်ချင်တာကဘာရောဆိုရင်မကောင်းတာတွေကြီးပဲအဲ့တော့ပူဆိုးသွားနိုင်တဲ့အနေအထားမျိုးရှိတယ်ပေါ့ဒါပြောတာနော်ယုံကြည်သူနဲ့မယုံကြည်သူကွာခြားသွားဒီနေရာမှာမယုံကြည်တဲ့လူကအကောင်းလုပ်ဖို့မဖြစ်နိုင်တော့ယုံမမယုံဘူး ဟောယုံကြည်တဲ့လူကတော့အေးအဆိုးမဖြစ်ချင်ဘူးအကောင်းပဲဖြစ်ချင်တယ်လူဆိုတာကကောင်းကျိုးချမ်းသာပဲရချင်တယ်ဆင်းရဲဒုက္ခမကြုံချင်ဘူးဒါကြောင့်မို့ကောင်းကျိုးချမ်းသာပေးတယ်ဆိုတော့ကုသိုလ်ကကောင်းကျိုးချမ်းသာပေးတယ်ဒါကြောင့်မို့ကုသိုလ်လုံးမှာပဲလို့ဆိုတဲ့အတွေးဝင်တယ်အကုသိုလ်တွေလုပ်ရင်အကုသိုလ်ရဲ့အကျိုးတွေငါခံရမှာပဲလို့အတွေးဝင်လာတယ်ဟောအမြင်ကြီးဟာအဗ္ဗဓမ္မကွာခြားတယ်လို့ကွာခြားသည့်အတွက်ကြောင့် ကံကံဤအကျိုးကိုလက်ခံယုံကြည်တဲ့ပုဂ္ဂိုလ်ကလူတော်လူကောင်းဖြစ်တယ်။ကံကံဤအကျိုးကိုငင်းပယ်လို့ရှင်လူတော်လူကောင်းဖြစ်ဖို့တောင်မရှိဘူး။အင်တမဟိုကွာခြားတဲ့အတိတ်ပဲတစ်ခုပြောတာနော်။